လို့ပြောတာတယ်လူလေးရာကိုတဦးကိုကျွန်တော်က3000 3000လုံးနဲ့တဦးကို3000လုံးနဲ့ကျွန်တော်120ပဲ320ပဲထုတ်ထားတာအခုတန်းစီလဲပြီရော120လဲအကုန်လုံးဝဟိုမှလူကတန်းရတာတကယ်ကိုကျင်းနေစရာကောင်းပါတယ်ခင်ဗျာအဲ့မှာအခုလက်ရှိတိတိကျကျပြောရမယ်ဆိုရင်ကျွန်တော်လူခဲ့တာက3000နဲ့မှ63သိန်းရှိပြီခင်ဗျာလူခဲ့ပြီးသားပေါ့နော်ကျန်တဲ့လူငွေကတော့ဒီနေ့ထိရရှိတဲ့ငွေကိုကျွန်တော်ထပ်ပြီးတော့ပေါင်းရမယ် ဟိုငွေသားကြီးပဲလှူတာဖြစ်တဲ့အတွက်ညီတိပစ္စည်းပစ္စည်းရတမျိုးကိုမှကျွန်တော်ဝယ်ပြီးလှူတာမဟုတ်တဲ့အတွက်လူရှင်ရဲ့ငွေရလည်းကျွန်တော်မှအတိအကျရှိသလိုလှူထားတဲ့ငွေရလည်းအတိအကျရှိပါတယ်အဲ့ဒါကိုလည်းကျွန်တော်တူတောက်အောင်ဆိုတဲ့ page မှာကျွန်တော်ဘေရက်ကဘလောက်လှူထားပါတယ်ဘေရက်ကမြည်လူတွေကိုလှူထားပါတယ်ဘေရက်မှာဘလောက်လှူထားပါတယ်ဆိုတာတွေကိုကျွန်တော်တိတိကျကျဗီဒီယိုလေးနဲ့ကွာလည်းတင်ထားတယ်အဲ့ဒါတွေကိုလည်းပေါင်းကြည့်လို့ရသလိုပြီးရင်ကျွန်တော်ကစည်ရင်းချုပ်ပေါင်းဆိုပြီးတော့လည်းကျွန်တော်ဘလောက်လှူပြီးပါပြီလက်ထဲမှာဘလောက်ကျန်ပါတယ်အလူငွေ ုစုပေါင်းကဘယ်လောက်လူခံထားရပါလဲဆိုတော့ကျွန်တော်တိတ်ချာတင်ထားတာဖြစ်တဲ့အတွက်ကျွန်တော် page မှာဝင်ရောက်ကြည့်ရှုပြီးတော့ကျွန်တော်လူရှင်များကလည်းဝင်ရောက်တာဓုခေါ်နိုင်ပါတယ်ခင်ဗျာအဲ့မှာအခုလက်ရှိတိတိကျကျပြောရမယ်ဆိုရင်ကျွန်တော်လူခဲ့တာကသိန်း1000နဲ့မှ63သိန်းရှိပြီခင်ဗျာလူခဲ့ပြီးသားပေါ့နော်ကျန်တဲ့လူငွေကတော့ဒီနေ့ထိရရှိတဲ့ငွေကိုကျွန်တော်ထပ်ပြီးတော့ပေါင်းရမယ် ကျွန်တော်လှူထားတဲ့အလူငွေတွေကလည်းဟိုငွေသားကြီးပဲလှူတာဖြစ်တဲ့အတွက်ညီတိပစ္စည်းပစ္စည်းရတစ်မျိုးကိုမှကျွန်တော်ဝယ်ပြီးလှူတာမဟုတ်တဲ့အတွက်လူရှင်တွေရဲ့ငွေကလည်းကျွန်တော်မှအတိအကျရှိတယ်လို့လှူထားတဲ့ငွေကလည်းအတိအကျရှိပါတယ်အဲ့ဒါကိုလည်းကျွန်တော် page မှာကျွန်တော်ရဲ့ဒီတူတအောင်ဆိုတဲ့ page မှာကျွန်တော်ဘေရက်ကဘလောက်လှူထားပါတယ်ဘေရက်ကမြည်လူတွေကိုလှူထားပါတယ်ဘေရက်မှာဘလောက်လှူထားပါတယ်ဆိုတာတွေကိုကျွန်တော်တိတိကျကျဗီဒီယိုလေးနဲ့ကွာလဲတင်ထားတယ်အဲ့ဒါတွေကိုလည်းပေါင်းကြည့်လို့ရတယ်လို့ ်ပြီးရင်ကျွန်တော်ကစရင်ကျုပ်ပေါင်းဆိုပြီးတော့လေကျွန်တော်ဘလောက်လူပြီးပါပြီလက်ထဲမှာဘလောက်ကျန်ပါတယ်အလူငွေစုစုပေါင်းကဘလောက်လူခံထားရပါတယ်ဆိုတော့ကျွန်တော်တိတ်ချတင်ထားတာဖြစ်တဲ့အတွက်ကျွန်တော် page မှာဝင်ရောက်ကြည့်ရှုပြီးတော့ကျွန်တော်လူရှင်များကလည်းဝင်ရောက်တာဓုခေါ်နိုင်ပါတယ်ခင်ဗျာအော်ငလင်းကျွန်တော်တို့စဖြစ်တဲ့နေ့နောက်တစ်နေ့ကိုအဲကျွန်တော်တို့တွေသွားခဲ့တာဗောနော်သွားခဲ့တာဆိုရင်အခုဆိုရင်ခုနှစ်ရက်နေ့ကပြန်လာတယ်ဆိုတော့အားလုံးပေါင်းရက်9ရက်တိတိကျွန်တော်တို့အဲ့မှာနေပြီးတော့အလူတန်းလေးတွေပြုတ်လုပ်ခဲ့တယ် အခုပြန်လာတယ်ဆိုတာလည်းဒီကျွန်တော်ဆိုင်မှာအလူရှင်တွေလာရောက်ပို့ထားတဲ့ပစ္စည်းတွေရှိတယ်အဲ့ပစ္စည်းတွေကိုကျွန်တော်တို့ကလာတယ်ရင်းနဲ့ကျွန်တော်တို့မှာအလုပ်ကလေးတစ်ခုရှိလေလို့အဲ့အလုပ်ကလေးကို ပြန်လုပ်တဲ့သဘောပါပြီးရင်ကျွန်တော်တို့၁၇ရက်နေ့မနေ့ကိုဖြစ်ဖြစ်ဒီ၁၀ရက်နေ့ညကိုပဲဖြစ်ဖြစ်ကျွန်တော်တို့တွေဒါအဖွဲလိုက်ပြန်ပြီးတော့ဒီအင်းလေးတို့ပြင်မနာတို့ပျော်ပွဲတို့ရမဲတင်းတို့အဲ့ဘက်ကရှိတဲ့အဲဒီငလင်းတန်းခန္ဓာတဲ့နေတွေအကုန်လုံးကိုကျွန်တော်တို့သွားရောက်ပြီးတော့ တကယ်တိတိယယောက်တကယ်လိုအပ်နေတဲ့နေရာတွေကိုသွားပြီးတော့လှူဖို့ရှိသေးပါတယ်ခင်ဗျာဟုတ်ပါပါခင်ဗျာအခုကတော့မန်လင်းမြို့စိန်မန်းရပ်ကွက်မှာမီးလောင်မှုရဲ့ငလင်းတန်းရဲ့ခံခဲ့ရတဲ့ဒီအင်ဂျီပေါင်းအင်ဂျီပေါင်း၄00အဲ့တော့တိန်အောင်စုကိုကျွန်တော်ဘက်ကနေကျွန်တော်နဲ့ခွန်ရသားသမီးကနေနိုင်တော်လေးဖြစ်တဲ့တအူးကိုကျွန်တော်၃000ကျန်တုံးနဲ့အားလုံးပေါင်းလူ၄00ကို120တိတိလူတန်းပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ မန္တလေးဘက်မှာဆိုရင်ဒီသခိုင်းနေပါမယ်တတဦးပါမယ်အင်းဝပါမယ်အဲပြီးရင်ဒီမန္တလေးတည်းရဆိုရင်လည်းတကယ်ငလင်းနံတင့်ထားတဲ့နေရာတွေအစိမ်မန်းတို့အစုံမှာပဲခင်ဗျာကျွန်တော်တို့သွားခဲ့တယ်သွားခဲ့ပြီးတော့ဒါကျွန်တော်တို့လက်လန်းမီတလောက်ကျွန်တော်တို့သိရတလောက်နေရာတွေကိုတကယ်ကိုသွားပြီးတော့တိချာကြည့်ပြီးမှတကယ်လိုအပ်တယ်လို့ထင်တဲ့နေရာတွေကိုကျွန်တော်တို့သွားရောက်ပြီးလူတန်းခဲ့ပါတယ်ခင်ဗျာဟုတ်ဘာတွေလူခဲ့ဆိုတော့ကျွန်တော်တို့ကတော့အဓိကက ကျွန်တော်ခုနကသားသမီးကနေလူထားတဲ့လူငွေတွေပေါ့အဲ့ငွေတွေကိုပဲအဓိကလိုအပ်နေတဲ့လက်ထဲကိုထည့်တယ်ထည့်တဲ့အခါမှာလေကျွန်တော်တို့ဟိုသခိုင်းမှာဆိုလဲကျွန်တော်တို့ဆေးရုံကြီးကိုကျွန်တော်တို့ပထမဆုံးဆက်ဆာချင်းဖြစ်ချင်းတဲ့ရက်ကရောက်တဲ့အခါမှာလူသူလဲတိတ်အလူရှင်တွေလဲတိတ်မလားသေးတဲ့အတွက်ဘယ်ပြောမလဲခြိခိုက်တန်ရရတဲ့လူတွေလဲအဲ့အချိန်မှာများနေတဲ့အချိန်ဖြစ်တဲ့အတွက်ကျွန်တော်တို့အလူလေးတွေတော့လုတ်ခဲ့တယ်လုတ်တဲ့အခါမှာလဲအများပြည်သူကျွန်တော်ရဲ့ခုနှစ်သားသမီးလူထားတဲ့ဒီအလူငွေတွေကို ဟိုဘေးမှာပေးတယ်ဘေးမှာဘလူတွေသုံးပြတယ်ဆိုတော့သိအောင်လို့ကျွန်တော်တို့ဗီဒီယိုလေးတွေတော့ရိုက်တင်ရပါတယ်အတင်တဲ့ခါမှာလည်းတင်လိုက်တဲ့အတွက်ဟိုအလူရှင်တွေလည်းထပ်ပေါ်လာသလိုနောက်ထပ်နောက်ရက်ကျတော့ဒီစကိုင်းမှာပဲအလူရှင်တွေကတောက်လျှောက်ရောက်လာတာကိုတွေ့ရတဲ့အတွက်တကယ်ကိုပီတိဖြစ်ရတယ်ဝမ်းသာရတယ်အဲ့မှာဆိုရင်ဒီဟိုဘုံကြီးကျောင်းတွေပြိုပြက်နေရတယ်ရှိတယ်ဗလီတွေပြိုပြက်နေရတယ်ရှိတယ်ခရီးရန်ကျောင်းတွေပြိုပြက်နေရတယ်ရှိတယ်အဲမန်လီမြို့ထဲမှာဆိုလဲထုံနေလကောင်းပဲ အဲကျွန်တော်မန္တလေးမြို့တည်းဆိုရင်တော့ဒီဆေးရုံကြီးကိုအဓိကထားပြီးတော့ကျွန်တော်ရောက်ခဲ့တယ်ဆေးရုံကြီးမှာဆိုရင်လည်းခုနကပြောလို့ငလင်တန်ကြောင့်မလို့ခြေတော့တွေလက်တွေဖြက်လိုက်ရတဲ့ဒီရဟန်းတန်ဃာတွေရှိတယ်အဲပြီးတော့ကလေးလေးတွေလည်းရှိတယ်နောက်တစ်ခုကအဲဒီလူငယ်တွေအဲအဲ့လိုမျိုးတွေလည်းရှိတယ်ထိခိုက်တန်ရာရတဲ့လူကတော့အများကြီးပေါ့နော်အဲအဲ့လိုမျိုးတွေပြီးတော့ဒီကျွန်တော်တို့အယိုးကျော်ဆေးရုံလည်းကျွန်တော်တို့သွားခဲ့တယ်အဲ့မှာလည်းဒီ ခြေထောက်လက်တော့တွေဖြတ်ထားရတဲ့လူတွေလည်းရှိတယ်။ပြီးတာမန်ဒီငလင်တန်ကြောင့်ခံခဲ့ရတဲ့ဒဏ်ရာရနေတဲ့သူတွေလည်းရှိတယ်။နောက်တစ်ခုထူးခြားတာကကျွန်တော်တို့ထိုးသွားလိုက်တာဒီကိုဝင်ဆောင်ဟိုစေးယုံပေါ့နော်စေးအဲ့မှာမန်လေးမှာရှိတယ်။အဲ့စေးယုံသွားလိုက်တဲ့ခါမှာကျွန်တော်တို့သွားသွားချင်းမှာပဲလူတော့မဲ့စဲစဲမှာငလင်ထက်လို့တိလာအဲ့ငလင်လို့တော့ကျွန်တော်တို့ကထွက်ပြေးတယ်။ထွက်ပြေးလိုက်တဲ့ခါမှာထွက်ပြေးပြီးမှဒါကျွန်တော်ဒါကကျွန်တော်တို့က ဟိုရုတ်တရက်ထလိုက်တော့ကိုလည်းကြောက်တာ哦ကြောက်တော့ချက်ချင်းထပြလိုက်တဲ့ခါမှာကိုကတော့ဘာမှတော့ပြိုပြက်မသွားပြီမဲ့ကျွန်တော်လွတ်တယ်ပေါ့ဗျာတုတ်လိုက်တဲ့ချင်းချင်းမှာလှုပ်တယ်ဒါပေမဲ့ပြီးမှအတီတရားဝင်တာကိုကိုကိုရှက်တာဘာကြောင့်ရှက်တာလဲဆိုတော့ကျွန်တော်ကအဲ့ဒီမှာလှူဖို့သွားပြီးတော့လှုပ်တဲ့အခါမှာကျွန်တော်ထွက်ပြေးလိုက်တော့လွတ်တယ်လို့ဆိုပေမဲ့အဲ့ထဲမှာကြံနေခဲ့တာစေယုံထဲမှာကြံနေခဲ့တာဒီဘိုက်ကြီးတွေကိုဝင်ဆောင်မိခင်တွေကြံခဲ့တယ် ျွန်တော်ကကိုလိုယုံပြီးတော့ယောက်ျားလေးတွေဆိုတော့ဘတ်ဘတ်ဘတ်ဆိုပြေးလိုက်တယ်။အဲ့မှာကြံနေခဲ့တာဆိုတော့သူတို့ဆိုရင်တကယ်လို့ပြိုခဲတယ်ဆိုရင်သူတို့ကအသေးပဲ။ဟောတော့သူတို့ဘိုက်ကြီးတွေနဲ့ထလည်းပြေးလို့မရဘူးဗျာဒီလား။အဲ့ဒါတကယ်ကိုကျွန်တော်တို့ဒါပြည့်ရမယ်ကျွန်တော်တို့ကိုယ်တိုင်ကြုံလိုက်တဲ့အခါမှာဩငါတို့ကတခုခုဆိုရင်ကိုယ်တိုင်သာထွက်ပြေးဖို့သာပြန်တာဒီကိုဝင်ဆောင်မိခင်တွေကတကယ်ဖြစ်လာခဲ့ရင်သူတို့တေဖို့ပဲရှိရဗျာသူမပြေးနိုင်ဘူးထားပြီ။အဲ့တော့ကျွန်တော်တို့ကျွန်တော်ကိုယ့်ကိုယ်ကိုလည်းရှက်မိတယ်။ အဲ့အတွက်တကယ်လိုအပ်တဲ့နေရာလို့ကျွန်တော်တို့ယူဆတဲ့အတွက်ကျွန်တော်ခုနှစ်သားသမီးလူထားတဲ့အလူမျိုးကျွန်တော်သေချာလေးကိုဝင်ဆောင်မိခင်တွေကိုလည်းလူခဲ့တယ်။အော်နောက်တစ်ချက်ကျတော့ကျွန်တော်တို့ဒီဘယ်လိုမလဲမိမာတွေထက်လူခဲ့လဲဆိုအော်စိန်မန်း၄ရက်နေသေးချင်းတို့ဘာလို့မှဆိုလဲလူ၄၀၀ရှိတယ်အင်ဂျီ၄၀၀လောက်ရှိတယ်။အဲအင်ဂျီ၄၀၀မှာလဲကျွန်တော်လူခဲ့ခါမှာဟိုဘယ်လိုမလဲစီးစနစ်လေးတွေသူတို့ဘက်ကနေပြီးတော့တော်တော်လေးကြာပါတယ်လေဆွဲကလေးတွေနဲ့ တိန်အောင်စုကိုတယောက်ကဒန်းစီတယ်အဲ့ချိန်မှာလဲကျွန်တော်တေချာလေးလူတွေရဲ့လူ400စလုံးရဲ့လက်ထဲကိုတေချာလေးထည့်ပေးနိုင်ခဲ့တယ်ပေါ့နော်အဲ့ချိန်မှာတော်တော်လေးအားရတယ်ကြည်လဲကြည်နဲ့တယ်နောက်တစ်ခုချစ်စရာကောင်းတာကဟိုပေးပေးလိုက်တဲ့ပတ်စံတော်မှာအခုမှရပြီးသားလူကိုကျွန်တော်ကမေ့ပြီးတော့ပြန်ပေးမိတော့မှာသူတို့ကရပြီးသားပါဆိုပြီးပြန်ပေးတဲ့အမှုကျင်လေးတွေအဲဒါလေးတွေကတိတ်ကိုမှဟိုချစ်စရာလည်းကောင်းတယ်ကျင်းနူးစရာလည်းကောင်းပါတယ်ဟုတ်

လောက်တာမချမ်းပေမဲ့နည်းနည်းလေးဒုတ်ဆိုလောက်လိုက်ရင်ကျွန်တော်တို့ကြောက်နေပြီ။ဟောအဲ့တော့တကယ်ကိုပြိုပြက်သွားတဲ့လူတွေတကယ်ကိုမှဒုက္ခရောက်သွားတဲ့သူတွေဆိုရင်ဘလောက်တောင်မှသူတို့စိတ်ထဲမှာကြေကွဲနေမလဲဝမ်းနည်းနေမလဲပူဆွေးနေမလဲတချို့ဆိုအိမ်ထဲမှာတိမ်ထဲမှာရင်သားသမီးတွေပါသွားတာမိမလည်းပါသွားတယ်အဲ့လိုမျိုးဟိုကျွန်တော်တို့သွားတဲ့ဗာလဲဇွားတူရမှာဆိုရင် တအိမ်လုံးမှာမိသားစု6ယောက်ရှိရ7ယောက်ပါသွားတာဟောအဲ့အမျိုးဆိုတာတော်တော်လေးကိုမှသူ့ရဲ့ရင်ထဲမှာဘလောက်ထိခံစားနေရမလဲဆိုတာကျွန်တော်တို့ကိုရင်းစာကြည့်လို့တော့မရပါဘူးဘာဖြစ်လို့လဲဆိုတော့သူ့နေရာမှာကိုကကိုရင်းစာကြည့်မယ်ဆိုရင် short အကြီးဖြစ်သွားနိုင်တော့ပါတယ်ဟော